တော်မင်္ဂလာပါကျွန်တော်တို့ဒီ online class ကနေကျွန်တော်တို့ပြန်ပြန်ကြော်စော်တာဖြစ်ပါတယ်ဒါဒီ online class မှာတော့ကျွန်တော်ဗားနေပြပေးချင်တာလေးဆိုတော့ကျွန်တော်က AG ရကဲတက်တာပေါ့နော်သူ့ရဲ့စကတ်ကကျွန်တော်တို့အာကတ်တစ်ခုလို့လောင်သွားတာဖြစ်ပါတယ်ဒါကိုကျွန်တော်ကတိုင်မာနဲ့အစားထိုးတဲ့သင်ခန်းစာလေးကိုကျွန်တော်ပြပေးมาဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်အသေးစိုက်လေး connection လိုက်တာကအစကျွန်တော် wiring connection join တာကအစကျွန်တော်အသေးစိုက်လေး ပြပေးသွားမှာဖြစ်ပါတယ်เนาะဒါကိုကျွန်တော်တို့ဒီ online class က online class မှာလေ့လာနေကြတဲ့ online class ကနေတက်နေကြတဲ့မိတ်ဆွေတွေကျွန်တော် YouTube တခြားတခြားသောအရာကနေကျွန်တော်လေ့လာနေကြတဲ့မိတ်ဆွေတွေလည်းကျွန်တော်သေးစိတ်လေးပြပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်အဖုံဖွင့်မယ်အမ်အာပြီးသွားရင်ဒီအဖုံဖွင့်ပြီးသွားရင်ဒီဖုန်းဖြုတ်လို့ရပြီ โอเคဒီဖုန်းလင်းဖွင့်လိုက်တာ ਨੇ ကျွန်တော်တို့ကဒါကအပေါ်ကကာဘာဖြစ်တယ်အဟိုအောက်မှာခဏချတာဒါပင်ကရှိတဲ့နေရာเนาะဒီပင်ကကျွန်တော်တွေးဖို့တွေးဖို့ဆိုရင်သူကကျိုးက၃လေးချောင်းပါတယ်ကျွန်တော်တို့ကအနက်နဲ့အနေငိုပဲယူมาဖြစ်ပါတယ်เนาะအနက်နဲ့အနေဆိုတာတွေးဖို့ဖြစ်တယ်အဲ့တော့ဒီဟာကကျွန်တော်တို့တွေးဖို့ဒီပင်ကဆော့ကက်လေးပေါ့เนาะသူ့မှာ original clip လေးတစ်ခုပါတယ်ဒီ clip လေးကိုကျွန်တော်တို့အရင်ဆုံးဖြုတ်အောင်มาဖြစ်တယ်เนาะ ဟိုကလည်းပြဲ့ပါလားမအောင်ဟိုဟာမင်တာမင်တာအစလေဒီဟာဒီလောက်လေးကိုကျွန်တော်အရင်ဆုံးဖြုတ်ရပါမယ်နော်ဒီလောက်လေးကိုဖြုတ်ရမယ်နော်ပြီးတော့ရင်ကျွန်တော်ကတေချာလေးတင်ထားပြပါလောက်လေးကနော်ပြီးတော့ရင်ကျွန်တော်ကပင်ကာဆော့ကတ်လေးကိုကျွန်တော်ဖြုတ်လို့ရပြီဒါဆိုပင်ကာကကျွန်တော်ကဝါရင်းဒီတိုင်ပါနဲ့ဆင်ပါမလို့ဒီပင်ကာရဲ့အနက်နဲ့အလင်ကျုပ်ကိုကျွန်တော်က connection ရရမှာဖြစ်တယ် အဲ့တော့ဒီ socket ကိုကျွန်တော်ဖြုတ်လိုက်တဲ့ကအနေနဲ့အနေကတော့ကျွန်တော်ဒီမှာအလေကရတာပေါ့နော်ရိုက်တဲ့အခါကျွန်တော်ဒီကနေမီတာတစ်ချောင်းထောက်ပြီးကျွန်တော်ကအပေါ်မှာ socket ရှိတဲ့အလောက်ကိုသွားရိုက်ရမှာဖြစ်ပါတယ်နော် okay မီတာယူထားမယ်ကျွန်တော်ဟိုဟာခုံလေးခုံလေးနှလုံးလောက်ရတလုံးစော်ရပြီ okay မီတာရိုက်ဖို့လောက်မယ်တယောက်ကဒီကနေထောက်ထားမယ်မီတာတစ်ချောင်းကဒီကနေထောက်မယ်နော်ကျွန်တော်ဒီဘက်နေရိုက်မယ်တယောက်ကဟိုဘက်ခုံနဲ့ရိုက်မယ်နော် ဒီကဘင်ကာရဲ့ကျွန်တော်ကအရင်ဆုံးအနင်းရောင်ကိုရိုက်มาဖြစ်ပါတယ်เนาะပြီးသွားရင်ဘင်ကာဆိုပြီးမှကျွန်တော်ရိုက်ပြီးထားခဲ့มาဖြစ်ပါတယ်ရိုက်မယ်ဆိုရင်သူ့ရဲ့ကတ်ကတော့ကျွန်တော်ဒီမှာเนาะဒီမှာဆိုကတ်တွေကတော့အလုံးလောင်သွားတာဖြစ်ပါတယ်เนาะကျွန်တော် IC လောင်သွားမယ်ကျွန်တော်ဒီ Chroma IC လောင်သွားတယ်ဒါကိုကျွန်တော်ဘင်ကာကျိုးကိုအရင်ဆုံးရှာมาဖြစ်ပါတယ်ရိုက်လို့ရပြီခုံနဲ့တက်မယ်ခုံနဲ့တက်မယ်ဒီကတည်းကဟိုကတယောက်လေမီတာရိုက်တဲ့အခါကျွန်တော်အတန်ကွန်ဒီရှင်မှာထားပြရပါမယ်เนาะဒီမီတာကိုကျွန်တော်အတန်ကွန်ဒီရှင်မှာနှစ်ချောင်းထိကျင့်မယ် နှရှောင်းထိမယ်အဲဒီလိုလဲအတန်း connection မှာထားပေးရပါမယ်နော်ကျွန်တော်တို့ရဲ့ကြိုးဆိုရင်တော့000ဒသမ3ဒါမှမဟုတ်00ဒသမအနောက်မှာကဏ္ဍပြမှာဖြစ်ပါတယ်နော်0ရဲ့အထက်မှာဆိုရင်တော့ပန်းလန်းကြိုးတွေပါနေတာဖြစ်ပါတယ်โอเคတချောင်းပေးမယ်ဒီရတရားကျွန်တော်တို့ဒီ socket ကနေ socket ကနေတရားရိုက်ပြီး socket ရှိတဲ့နေရာကတရားရိုက်ရမှာဖြစ်ပါတယ်။ Okay တစပေးလိုက်လေ။သူ့တစပေးလိုက်နော်။ Okay ။ ဟိုကနည်းနည်းလေးဒီဒီဟာကနည်းနည်းလေးအချွန်လေးလောက်မှကောင်းမလို့မောင်ချွန်လိုက်ပါလာတော့အဲဘန်ကာကအလင်းအလင်းငုံမှာမှာကျွန်တော်တို့ကအနေရောင်ငုံလေးအာအနေရောင်ငုံလေးဟုတ်တယ်နော်โอเคရိုက်မယ်တရတီကြစာရွက်တွေရလောက်ထားမယ်ရိုက်မယ်ရိုက်လို့ရပြီ ပန်ကာရဲ့ဂျိုးကိုကျွန်တော်အနဲ့ရောင်ဆိုတဲ့ဟာဂျိုးကိုပဲရိုက်မယ်နော်တခြားဂျိုးတွေမရိုက်ဘူးလေအနည်းဆက်ဆုံးအနဲ့ရောင်ဆိုတဲ့ဂျိုးကိုပဲရိုက်မယ်အခုထောက်တာကျွန်တော်အနဲ့ရောင်လားအနဲ့ရောင်လားအနဲ့ရောင်ဒီကိုကြည့်လိုက်နော်အာအနဲ့ရောင်ဖြစ်တယ်ဟုတ်တယ်ဒီနေရာမှာမရှိဘူးလားကျွန်တော်ဒီမှာ socket ဒီမှာလေအနောက်မှာလေအနောက်လေကတောက်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 အဲ့လိုမျိုးရိုက်သွားလိုက်တွေ့တယ်နော်တွေ့တဲ့အခါမျိုးမှာကျွန်တော်တို့ဒါလေးကိုကြည့်မယ်နော်အာဒီဂျိုး ဟုတ်တယ်အကျိုးဟုတ်တယ်နော်00တသမအနောက်မှာဒါဆိုရင်ဘယ်မှာလဲအနက်ရောင်ဒီအနက်ရောင်ဒါဆိုရင် ထုတ်ထားမယ်အကျိုးလေးတကျိုးဒီတိုက်လေးဖြောက်လိုက်မယ်ဒီတိုက်လေးဖြောက်လိုက် Okay ကျွန်တော်တို့တွေ့တာကဒီမှာအနက်ရောင်လေးတွေ့တယ်နော်အနက်ရောင်လေးတွေ့တယ်ဆိုရင်ဒီကျိုးလေးကိုကျွန်တော်ဖြတ်မှာဖြစ်ပါတယ်ဖြတ်တယ်ဆိုရင်ဆော့ကန်ရဲ့အငေါ်ရဲ့လက်နှစ်ဆိုင်လောက်ဖြတ်မှာဖြစ်ပါတယ်လက်နှစ်ဆိုင်လောက်ဆော့ကန်ငေါ်ရဲ့လက်နှစ်ဆိုင်လက်နှစ်ဆိုင်လောက်နော် ။ဟောနည်းနည်းရှယ်အောင်။အဲဒါဟုတ်တယ်နော်။ဒါအပေါ်ပင်ကာရပြီနော်။အပေါ်ပင်ကာအတွက်နော်။နောက်ထပ်အနေရောင်တစ်ချောင်းရှာမှာဖြစ်ပါတယ်။အနေရောင်ဆိုတာကတော့ကျွန်တော်တို့ဒီမှာအနေရောင်တစ်ချောင်းအနေရောင်တစ်ချောင်းထောက်ထားမယ်။ Okay ဒီဘက်ထောက်မယ်။လိုက်ရှာမယ်။အဲ့နားမှာအနေရောင်ဆိုတဲ့နေရာနားလေးပဲရိုက်မယ်။မတွေ့ဘူး။ထပ်ပြောင်းလဲမတွေ့ရင်ပြောင်းလဲမဟုတ်ဘူးလေအနေရောင်တွေအများကြီးပါသေးတယ်လေ မတွေ့ဘူးအနေအောင်လည်းပါတဲ့လားမပါတော့မပါရင်ထပ်ပြောင်းမယ်ဘယ်မှာကြံသေးလဲအနေအောင်လည်းဒီမှာလေးကြံသေးတယ်လားမကြံတော့ဘူးဒီမှာရောဒီမှာလေးမကြံတော့ဘူးဘယ်မှာကြံမလဲအမှကြံမယ်ရိုက်မယ်မတွေ့ဘူးဒါဆိုရင်ဒီမှာမထောက်ထားလို့လားတေချာထောက်ထားတယ်နော်โอเคအဲ့ဆိုရိုက်ပါမယ်တေချာလေးရိုက်အောင်မယ်ဒီမှာဒီမှာတေချာလေးရိုက်အောင်မယ်မင်းဒီကနေရိုက်ဒီကနေရိုက် ဒီကြားမှာရိုက်လို့ရလေဒီကြားလေမတွေ့ဘူးပြောင်းနောက်ထပ်ပြောင်းမတွေ့ဘူးဒါဆိုဘေချို့ရမလဲပြောင်းလိုက်အလုံးအစိမ်လိုက်ရိုက်လိုက်တော့ရတယ်အမတချို့ရအနေရောင်လို့မဟုတ်ဘူးလေဟုတ်လားဒါဆိုရင်ဒီမှာ00ရိုက်မယ်00004ရတယ်နော်ဘယ်မှာလဲအနေလားပါလဲအနေရောင်ဟုတ်တယ်နော်အဲ့ဆိုစိုးစိုးအတိုင်းကျွန်တော်လက်နှစ်ဆိုင်လောက်ဖြတ်မယ် လက်နဲ့ဆိုင်လောက်ဖြတ်မယ်ဖြတ်ပြီးရင်ကျွန်တော်တို့ကျိုးလေးလွှာထားပြီးမှဒပတာတုံးနဲ့အရင်ဆုံးထိုးပြီးမောင်းမှဖြစ်ပါတယ်ဘယ်ကမောင်းမလဲဘယ်မှာလဲကျိုးဖြတ်ထားတဲ့ကျိုးဒီဘက်ကဒီဘက်ကကျိုးဒီ socket မဟုတ်ဘူးနဲ့တိကျအလွတ်ထုတ်လိုက်လေတိကျဒီမှာအလွတ်ထုတ်လိုက်လေဒီလိုထုတ်လိုက်လေဒီဘက်ကိုထုတ်လိုက်တိကျအေးတိကျလေးလိုမျိုးထုတ်လိုက်ဘယ်ကျိုးလဲဒီမှာဒီမှာဒီမှာဒီကျိုးနဲ့ကျိုးတိကျဟိုဘက်ထုတ်လိုက်ဟိုဘက်နဲ့တိကျထုတ်လိုက် เอ้ยနောက်တစ်ချောင်းเอ้ยအဲ့ဒါကိုကျွန်တော်တကယ်မှန်မှန်မှန်ဆိုတော့တပတာတုံးနဲ့ခြိုက်မယ်တပတာတုံးယူလားတပတာတုံးလွှမ်းမယ်လွှမ်းမယ်ဟောလွှမ်းမယ်เอ้ยတပတာတုံးကကျွန်တော်ဒီမှာခွင့်ပြုတာတပတာတုံးဒီလိုမျိုးတပတာတုံးပေါ့ရမှာနော်ဒါကတော့ကျွန်တော်တို့ဒီမှာကြိုးလေးတော့နည်းနည်းပြနေတာဒါကတော့ AC အဝင်ဖြစ်တယ်နော် AC အဝင်အာဒီကောင်တော့တပတာတော့เนาะအပေါင်းတော့မှိုင်းရင်တော့မလီဘူးဖြစ်တယ်เนาะအဲ့တော့ထိတ်ဆက်မယ် အဖြူကအပေါင်းဖြစ်မယ်နော်သူကအပေါင်းနောက်တော့တက်မိရေးထားဖို့ကျိုးလေးတစ်ချောင်းဆွေးလာမယ်မင်းကျိုးလေးဆွေးလာမယ်မင်းကျိုးလေးဆွေးလာမယ်ဒါပေမဲ့နောက်တစ်ချောင်းချက်မရတိုက်ပတ်စရာမလိုသေးဘူးခဏပဲတိုက်ပတ်စရာမလိုသေးဘူးခဏပဲโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာချက်ပြသပြီเนาะအပေါင်းတော့မသိသေးတာမလို့ခဏပဲထုတ်မယ်เนาะခဏထပ်ခဏထုတ်မယ်ဒီ socket join လို့ရပြီဟိုလေ socket လာတက်မယ် ဆော့ကတ်လာတက်ကျွန်တော်ပန်ကာလေလာချိန်မယ်လေနော်ဆော့ကတ်လာတက်မယ်ပြီးရင်ဒါလေးမှတ်ထားမယ်သူဆော့ကတ်နှုံထိုးလိုက်မယ်ပြောင်းပြန်ရပြီပန်ကာလေးနည်းနည်းမှတ်ထားအဲအဲ့တိုင်မှလည်းမှတ်ထားရပြီနော်ဒီတိုင်းနဲ့နော်โอเคတစ်ချက်တက်ခနစ်ထိုးလိုက်မယ်မှန်တယ်ဆိုရင်နော်မဟုတ်ဘူးဒါကပါဝါမပိတ်ထားဘူးထိုးမယ်ဟုတ်ပြန်ဖြုတ်မမှန်ဘူးနော်ဟိုဘက်ဒီဘက်ပြန်ပြောင်းဒီဒေါက်တာတော့မကောင်းတာလားတော့မသိဘူးပေါ့နော်ပြီးရင်တော့ဒေါက်တာတော့အကောင်နဲ့ဆန်းလိုက်မယ် ကျွန်တော်တို့ကပန်ကာကျိုးကိုရရင်တပ္ပတာတုံးနဲ့အလွတ်မောင်းပေးရပါမယ်เนาะဒါဆိုရင်သူ့ရဲ့မှန်နေဆိုရင်တော့ဒါပန်ကာလို့ကျွန်တော်ရေးထားပေးရမှာဖြစ်ပါတယ်โอเคရပြီနော်တစ်ချက်ထိုးခြင်းမန်မဟုတ်ဘူးအဲ့ဆိုရင်တပ္ပတာတုံးမကောင်းဘူးเนาะကျုပ်ဟိုအဲ့ဆိုဟိုးမှာသွေးဖို့ပန်ကာလေးရှိတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီကွန်ပျူတာတပ္ပတာတုံးကဒီတပ္ပတာတုံးနဲ့လည်းဆန်းလို့ရတယ်ပေါ့เนาะကျွန်တော်တို့ကတော့လိုချင်တဲ့ဘောဒီမှာချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะโอเคအဲ့ဆိုရင်အနေနဲ့အနေကိုချိန်ထားလိုက်တော့ ဒီမှာအနေနဲ့နေချိတ်ထားမင်းလားမမင်ဘူးလားတို့မယ်အနေနဲ့နေချိတ်ထားမယ်နော်ပန်ကာရဲ့အနေနဲ့နေကိုချိတ်ထားမယ်ဓာတ်မလိုက်ဘူးရတယ်โอเคမပူးစင်တဲ့အပေါင်းနဲ့နှောက်တေချာလက်ကင်ထားပေးမယ်အဲအဲ့တန်လက်ကင်ထားပေးမယ်နော်โอเคအဲ့ဆိုတော့ပါဝါထိုးမယ်အာပါဝါထုတ်ပြီဆိုတော့ကျွန်တော်တို့ကဘိုးကိုချိန်မှာဖြစ်ပါတယ်เนาะဘိုးက7ဘိုးဖြစ်တယ် ဆက်နေပေါ့နော်အဲ့ဒါဆိုတော့ဒီမှာမလေးသေးဘူးဒါဆိုသူကြိုးမဟုတ်ဘူးထင်တယ်နော်ဒီမှာစင်တာပေါ်ထွက်နေပြီလေဒီမှာစင်တာပေါ်ရှင်းသားပြီလေးတယ်ဆိုရင်တော့ဒီမှာ MBR ပြမယ်နော်စင်တာပေါ် order နော်စင်တာပေါ်အဲ့ဆိုတော့ဒီကောင် မလဲဘူးเนาะအဲ့ဆိုသူကြုံမဟုတ်လောက်ဘူးเนาะသူကြုံဟုတ်တာကိုတေချာပြန်